နိုင်ရီကုံဘသူစတင်တီထွင်ခဲ့တာလဲတဲနိုင်တန်လိုက်နိုင်တိုင်ကတ်နိုင်လက်ပတ်နိုင်စတဲ့နိုင်တွေအများကြီးရဲ့စာကဘာလို့ထင်ပါသလဲစိတ်ဝင်စားစရာကောင်းတာကတော့ဒီနိုင်တွေမပေါ်ခင်တော့ကသူတို့ဖေလို့ခေါ်ရတဲ့နိုင်တွေကရှိနေပါသေးတယ်ကျမတို့ဘဝမှာအချိန်ကိုသိရဖို့အတွက်နိုင်ဟာဘလောက်တောင်ရေးပါတယ်လို့ထင်ပါသလဲ နိုင်ရီကအခုခေတ်မှာလူတိုင်းအသုံးပြုနေကြတာဖြစ်ပြီးဒီနိုင်ရီကဟုံးရှိခဲ့တုန်းကဘလို့တွေအသုံးပြုကြသလဲဆိုတာကိုသိတဲ့သူ တော်တော်လေးရှားပါတယ်။ဒီနေ့မှာတော့ကျမတို့ရဲ့ဘဝအတွက်မရှိမဖြစ်လိုအပ်တဲ့နိုင်ရီကအခုလိုမျိုးခင်မိတဲ့ပုံစံမဖြစ်ခင်တည်းကဘလို့တီထွင်ခဲ့ကြတာရဲ့ဘသူတွေကစတဲ့တီထွင်ခဲ့ကြသလဲဆိုတဲ့အကြောင်းနဲ့အရှင်ခက်ကလူတွေကနိုင်ရီမရှိပဲအချိန်ကိုဘလို့မျိုးသိရှိခဲ့ကြသလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ။နိုင်ဟီဆိုရာမပေါ်ပေါက်ခင်တုန်းကဆိုရင်လူတွေဟာတဘာဝပုံဝင်ခြင်းကိုလေ့လာပြီးအချိန်ကိုခန့်မှန်းခဲ့ကြပါတယ်။နေအောင်ကြီးကနေတစိမ့်အချိန်ကိုခံမှန်းတဲ့နေနိုင်ဆိုတာမျိုးကိုလွန်ခဲ့တဲ့နှစ်ပေါင်း3500လောက်ကအီချင်းလူမျိုးတွေစတင်တီထွင်ခဲ့ကြပါတယ်။နေနိုင်ကနေအောင်ကြီးကြာရောက်မှုအရာအရင်ရဲ့အနေထားကိုကြည့်ပြီး အချိန်ကိုခံမှန်းတာပါ။ဒါပေမဲ့တာကညပန်ဒါမှမဟုတ်မိုးနဲ့ရက်တွေဆိုရင်အလုံးမလုံးနိုင်တဲ့အတွက်ဒီလိုမျိုးနေ့တွေဆိုရင် အချိန်ကြည့်ဖို့အတွက်နဲ့အခက်ကြုံတွေ့ခဲ့ရပါတယ်။ ဒါအပြင်တရုတ်လူမျိုးတွေကရှေးကိုအသုံးပြုပြီးအချိန်ကိုတိုင်းတာတဲ့ရေနာရီတွေကိုလည်းတီထွင်ခဲ့ကြပါသေးတယ်။ဒီနာရီကတော့သတ်မှတ်ထားတဲ့ပမာဏရှိတဲ့ရေတွေစီစဉ်မှုအရအချိန်ကိုတွက်ချက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါကရှင်းရဲ့စီစဉ်နှုန်းကိုထိန်းချုပ်ဖို့ခက်တာကြောင့်တိကျတဲ့အချိန်ကိုမရခဲ့ကြပါဘူး။ဒီလိုပဲသဲနာရီတွေကိုလည်းအချိန်တိုင်းတာဖို့အသုံးပြုခဲ့ကြပြန်ပါသေးတယ်။နောက်ပိုင်းရောက်တော့73ရာစုနှောင်းပိုင်းလောက်မှာပထမဆုံးသောဆက်နာရီတွေပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့ဒီနိုင်တွေကကြီးမပိမျိုးတွေကဖျားကြောင်းတွေဒါမှမဟုတ်မျိုးစင်တွေမှာပဲတက်ဆင်ထားလေးရှိကြပါတယ်အဲ့ဒီနိုင်တွေမှာနိုင်လက်တံတစ်ခုတည်းသာရှိပြီးမိနစ်နဲ့စက္ကန့်လက်တံတွေမပါသေးပါဘူးဘသူကတိကျစတင်တီထွင်ခဲ့တဲ့လင်းဆိုတော့ကိုတော့တေချာမှတ်တမ်းတင်ထားတာမျိုးမရှိခဲ့ပေမယ့်ဥရောပတိုင်းမှာစတင်ခဲ့တာလို့ယူဆကြပါတယ် တာပြန်တီနာရီတဲ့ကုံအီတလီလူမျိုးဂျီရိုဖန်နီတွန်တီတဲလ်အော်လဂျီရိုနဲ့ဂျက်ကိုပိုတွန်တီတဲလ်အော်လဂျီရိုတို့တောင်းပါနေအောင်ဟာဆလင်းရဆူမှာပုံမထိကြအောင်ပြုတ်ပြင်းတီထွင်ခဲ့တယ်လို့သိရပါတယ်။စနာရီတွေပေါ်လာပြီးနောက်မှာနိုင်ထုတ်လုပ်တဲ့နည်းပညာဟာပုံမတိုးတက်လာခဲ့ပါတယ်။ဆက်ချောင်းရစုစောပိုင်းနောက်မှာဂျာမနီလူမျိုးတောကလောက်ဆရာတူဖြစ်တဲ့ပီတာဟမ်လင်းကသင်းငယ်ပြီးတယ်ဆောင်သွားလို့ရတဲ့အိတ်ဆောင်နိုင်တွေကိုတီထွင်ခဲ့ပါတယ်။ဒီနိုင်တွေကနိုင်သမိုင်းမှာကြီးမားဆုံးပြောင်းလဲမှုတစ်ခုလို့ပြောလို့ရပါတယ်။ ပြီးတော့နမေကျော်သိပ္ပံပညာရှင်ဂျယ်လီရိုဂျယ်လီလိုင်းဟာနိုင်ရင်တိကျမှုကိုမြင့်တင်ပေးနိုင်တဲ့ Pendulum Principle ကိုရှောက်ဖွေတွေ့ရှိခင်ပါတယ်။တောင်ကိုခြေကမင်းနယ်သာလန်လူမျိုးသိပ္ပံပညာရှင်ခရစ်စတီယာဟိုင်ဂျမ်က1958ခုနှစ်မှာ Pendulum Clock ကိုတီထွင်ခဲ့ပါတယ်။ဒီနိုင်ရီဟာအချိန်ကိုတိတိကျကျတိုင်းတာနိုင်တဲ့အတွက်သိပ္ပံနည်းကြလေ့လာမှုအတွက်အလွန်သုံးဝင်ခဲ့ပါတယ်။20ရာစုစောပိုင်းရောက်တော့လက်ပတ်နိုင်တွေဟာလူများစုအတွက်အလွယ်တကူသုံးပြနိုင်တဲ့နိုင်မျိုးစားတစ်ခုဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့်ဆဲတွဲမှာစစ်သားတွေကအချိန်ကိုလွတ်လွတ်ကူကူကြည့်နိုင်မှုအိတ်ဆောင်နိုင်တွေဆောင်လက်ပတ်နိုင်တွေကိုဝစ်ဆင်လာကြပါတယ်အဲ့ဒီအချိန်ကစပြီးနိုင်ရဲ့ဒီဇိုင်းနဲ့လှုပ်ဆောင်ပုံတွေဟာလည်းပုံမပြောင်းလဲလာခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့နိုင်တွေဟာအရှင်ကလိုစပိုင်းဆိုင်ရာစနစ်တစ်ခုတည်းကိုပဲမိခွန်နေရမျိုးမဟုတ်တော့ပါဘူး။ Coach နိုင်တွေပေါ်လာပြီးနောက်မှာတော့နိုင်တွေရဲ့တိကျမှုဟာအမြင့်ဆုံးစင်ကိုရောက်ရှိခဲ့ပါတယ်။ coach night ကလျက်စစ်စီစဉ်မှုနဲ့ coach christie ရဲ့တုံ့ခါမှုကနေအချိန်ကိုတိုင်းတာတဲ့အတွက်ဒီ night ဟာပုံမှန်7 night ထက်ပိုမိုတိကျပြီးဈေးလဲပိုသက်သာပါတယ်လက်ရှိအချိန်မှာတော့ GPS နဲ့တွင်နေချိတ်ဆက်ထားတဲ့ smart watch တွေဒါမှမဟုတ်ဖုန်းတွေထဲမှာပါဝင်တဲ့နိုင်ရည်တွေထိနိုင်ရည်ပညာအကောင်းဆုံးနဲ့အဆင့်မြင့်ဆုံးပုံစံကိုရောက်ရှိနေပါပြီ။ နိုင်ရီကအချိန်ပြတာဖြင့်ကျမရင်စောင့်ကြည့်ပေးတော့ဖုန်းခေါ်ဆိုတော့အင်တာနက်အသုံးပြုတော့စာနဲ့လှုပ်ဆောင်ချက်ပေါင်းများစွာကိုပါလှုပ်ဆောင်နိုင်လာပါတယ်။ဒါဆိုရင်တော့ကျမတို့နေ့စဉ်ဘဝမှာအမြဲအသုံးပြုနေတဲ့နိုင်ရီဘလို့ဖြစ်လာနေဆိုတဲ့အကြောင်းကိုသိရှိသွားကြပြီလို့ထင်ပါတယ်။အချင်းကိုခမန်းရကနေစပင်းဒီနေ့ခေတ်လုံးတိကျတဲ့နိုင်ရီဖြစ်လာဖို့တင်နိုင်ရဲ့ခရီးလမ်းကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ် ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါမှာနိုင်နဲ့ပတ်သက်ပြီးဘုသူတ္တရရမယ်လို့မျှော်လင့်မိပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ Zone Town Sharing Channel လေးကို Like and Follow လေးလုပ်ခဲ့ပေးကြပါဦးနော်။